မြန်မာရုရှားပူပေါင်းပြီးစွန့်ရင်ခန်းနာရင်းနှီးမြှုပ်နှံအကောင့်ထယ်ဖို့ရေးဆွေးနွေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာရုရှားပူးပေါင်းပြီးရေနံချက်ဆက်ယုံတည်ဆောင်ရေးကိစ္စအပြင်ရေနံနှင့်တဘာဝဓာငွေရှောက်ဖွေသူဖို့ထုတ်လုပ်ရေးခန္ဓာထွေးမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့ဖိတ်ခေါ်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။စွမ်းရည်ဝင်ကြီးဌာနပြည်ထောင်စုဝန်ကြီးဝူကူကိုလွင်ခေါင်းဆောင်ထက်မြန်မာကိုယ်စားလှယ်အဖွဲ့ဟာအောက်တိုဘာလ15ရက်ကနေ18ရက်နေ့အထိရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့မှာကျင်းပထက်ရှစ်ကြိမ်မြောက်ရုရှားစွမ်းအင်ရှစ်သက်ပတ်ပြည်ပဆိုင်ရာ ဖိုရန်ကိုတက်ရောက်ခဲ့တဲ့ခရီးစဉ်မှာအခုလိုဆွေးနွေးခဲ့တာဖြစ်ပါတယ် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာလ15ရက်နေ့မှာရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် Gazprom International Limited နဲ့ Zarubestnev JSC ကုမ္ပဏီမှတာဝန်ရှိသူတွေပါဝင်တဲ့အဖွဲ့တွေနဲ့တရားစီတွေ့ဆုံပြီးရေနံနှင့်တဘာဝသံဝေရှာဖွေသူဖို့ထုတ်လုပ်ရေးခန္ဓာများမှလောက်ရောက်ရှင်းလင်းမြုပ်နှံဆောင်ရွက်ရေးကိစ္စရှင်များမြန်မာနိုင်ငံရဲ့ရေနံစိတ်ကမ်းတွေကိုအသုံးပြုပြီး Energy Trading ပြုလုပ်နိုင်မဲ့ကိစ္စရှင်များမြန်မာနိုင်ငံမှာ ာရေနံချက်ဆက်ယုံတိဆောက်ပြီးထွက်ရှိလာတဲ့ရေနံထွက်ကုန်ပစ္စည်းများအားပြည်တွင်းတွင်သာမကဒေသတွင်းနိုင်ငံများပါပါပြန်ပြိုးရောင်းချပေးနိုင်မဲ့ကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြပါတယ်။ဒါအပြင်အော်တိုဘားလ16ရက်နေ့မှလည်းရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံခုံသူဆောင်ကောင်စစ်ဝန်နဲ့ Ross Concrete ရင်းနှီးမြှုပ်နှံမှုရမုံငွေအဖွဲ့ရဲ့ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်ခေါင်းဆောင်တဲ့ကိုစလဲအဖွဲ့နဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံ Ross Concrete ရှင်းမြုံနှမ်းမှုရမုံငွေအဖွဲ့ထုတ်အချာပူပေါင်းဆောင်ရွက်လျက်ရှိတဲ့လုပ်ငန်းတွေရဲ့ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနဲ့ရှေ့ဆက်လက်ဆောင်ရွက်မယ့်ကိစ္စရပ်များအပါအဝင်နိုင်ငံစွန့်ရင်ခန်းနာပုံမှုပူပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များနိုင်ငံအကျိုးစီးပွားဝင်မျိုးတိုးတက်ရေးအတွက်အရှိန်ဟုန်မြင့်တင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို အမြင့်ချင်းဖလဲဆွေးနွေးကြရတို့သိရပါတယ် အော်တိုဘားလ16ရက်နေ့လယ်ပိုင်းမှာတော့မြန်မာကိုယ်စားလှယ်အဖွဲ့ဟောင်းရှီချိန်မြောင်ရုရှားစွန့်အင်းရှစ်တရပတ်ပြည်ပဆိုင်ရာဖိုရန်ရဲ့အဓိကအခမ်းအနားဖြစ်တဲ့မျက်နာစုံကြီးအစည်းအဝေးသို့ပါဝင်တက်ရောက်ခဲ့ပြီးအဆိုပါအစည်းအဝေးတွင်ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတမစ္စတာဖလာဒီမာပူတင်မှလူသားတို့၏လူမှုစည်းပွားဘဝဖွံ့ဖြိုးမှုတွင်စွန့်အင်းခမ်းနား၏အရေးပါမှုကမ္ဘာစွန့်အင်းဖြည့်ဆည်းပေးမှုတွင်ရုရှားနိုင်ငံ၏ပါဝင်နေသည့်အခမ်းအနား Digital Industry ဖွံ့ဖြိုးလာမှုတွင်အဓိကကြသည့်လျှက်စစ်ထားထုတ်ယူသုံးစွဲနိုင်မှုစွမ်းရင်ဖူလုံရေးနှင့်စွမ်းရင်လုံခြုံရေးကိုရေးရှည်အတွက်မျှော်မှန်းပြီးအစည်းအမံများချမှတ်ဆောင်ရွက်နေမှုတို့ကိုမိခွန်းတွင်ထည့်သွင်းပြောကြားခဲ့မှုအပေါ်တက်ရောက်ဆွေးနွေးသူများသက်ဆိုင်ရာခန္ဓာအလိုက်ပေါင်းဝင်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ ရုရှားစွန့်အင်ရတရပတ်ပြည်ပြည်ဆိုင်ရာဖိုရန်ကို2018ခုနှစ်မှာစတင်ကျင်းပခဲ့ပြီးစွန့်အင်ခန်းနာမှာဖြစ်ပေါ်နေတဲ့ပြဿနာများကိုဖြေရှင်းရေးလူသားထိုးဝဲအတွက်စွန့်အင်တို့မြင့်ဖြည့်ဆည်းနိုင်ရေးအတွက်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များရာသီဥတုသိပ္ပံနှင့်ဤပညာဖွံ့ဖြိုးတိုးတက်ရေးထိုးနှင့်ဆက်လင်း၍အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိတဲ့အစီအစဉ်များကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ရှင်။